မင်္ဂလာပါရှင် Channel Love ဖိုင်မုံကနေကြိုဆိုပါရရှင်ဒီနေ့လေးကတော့မုံက return ပြုတ်လုပ်ပေးမှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ဒီနေ့က အာတဆောင်မုံလာပြည့်နေ့ဖြစ်တယ်ပေါ့နော်မွန်းတို့ဒီ2025နိုဝင်ဘာလရဲ့တဆောင်မုံလာပြည့်နေ့ပေါ့အဲ့တော့လာပြည့်နေ့မှာမွန်းကဒါမိုးဝါထားပေါ့ဒီလမ်းအောင်ခံတဲ့ရေပေါ့နော် energy တွေအရန်ကောင်းတဲ့မိုးဝါထားပြုလုပ်တဲ့အဲဤစနစ်ကလေးကိုမွန်းဒါတငယ်ချင်းတွေကိုမျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့လဲမွန်းကမိုးဝါထားဒါပြုလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ပေါ့နော်အဲ့တော့တငယ်ချင်းတို့နဲ့အတူတူဒီမိုးဝါထားလေးကိုမွန်းကအတူတူလုပ်ကြည့်မယ်ပေါ့နော်လုပ်လုပ်မယ်ဖြစ်ပါ ပါတယ်။အဲ့တော့ဒီမောဝါဒဘာဖြစ်လို့လောက်ကြရလဲပေါ့နော်အဲ့တော့ဒါလူတစ်ယောက်နဲ့တစ်ယောက်ဒါတရားခံယူချက်တွေမတူကြဘူးပေါ့နော်ဒါပေမဲ့မွန်ကတော့ဒီမောဝါဒလေးကိုအာမောအကုသိုလ်ပြုခြင်းနဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့သူတွေကိုလည်းကုသိုလ်ပြုခြင်းနဲ့မောဒါအိမ်မှာလဲပေါ့နော်မောအတတ်နိုင်ဆုံးတော့တရားလေးကိုအာဒီ energy ကောင်းတဲ့ဒီရေလေးတစ်ခုအနေနဲ့မှတင်းထားရပေါ့နော်အဲ့တော့လိုအပ်ရင်လိုအပ်တယ်လို့မျိုးတော့အမအအသုံးပြုရဲပေါ့နော်ဆိုတော့ဒီမိုးဝါထားကအဲများသောအားဖြင့်ဒီမွန်ဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလဲဆိုတော့ဒါကျမရင်းနဲ့ပတ်သက်တဲ့အကိစ္စရက်လေးတွေမှာပေါ့နော်အဲ့တော့ဒီမိုးဝါထားကိုမွန်ကဒါတောက်သုံးစေတာအဲသုံးဆွဲစေတာဒီမိုးဝါထားနဲ့ ဒါကိုကိုစီမှာ negative energy တွေဖြစ်နေတယ်နည်းနည်းလေးပေါ့နော်အာလူတွေမှာစိတ်နှောင့်ယှက်ဖြစ်ရတာပဲဖြစ်ဖြစ်ကိုရဲ့ဒီကိုကိုကိုကန်ဆိုးနေတယ်ကန်နေနေတယ်ညံ့နေတယ်ပေါ့နော်အဲ့လိုမျိုးခံစားရရင်ပဲဖြစ်ဖြစ်မုံကဒီမောဟထားကိုအာဒီမျက်နာတက်တယ်အာရေချိုးတဲ့နေရာမှာအထုံးပြူတယ်ပေါ့နော်အာပြီးတော့နောက်တစ်ခုကကြတော့အာတချို့ အဲတခါတလေပွဲလန်းသပင်တွေရှိတယ်ပေါ့အဲပြီးတော့နောက်အဲစီးဝေးတွေပါလေပေါ့မွန်တို့ဒီအလုံးလုံးတဲ့ကမှာစီးဝေးတွေရှိတယ်ပွဲလန်းသပင်တွေရှိတယ်ပြီးတော့နောက်တစ်ခုကအဲဟိုအရင်အရေးကြီးတယ်ပေါ့နော်ဒါအဲ မိတ်ဆုံပွဲတွေရှိတယ်ဒီလိုမျိုးအနေထားတွေမှာဆိုရင်တော့ဒါလူချစ်လူခင်ပေါ်အောင်အဲစကားအရာလေးတွေမြောက်အောင်ညနာပွင့်လန်းအောင်လို့အဲမုံကဒီမုံဝါကြောင့်စပရေးဘူးလေးထဲမှာထည့်ပြီးတော့အဲ့လိုမျိုးအဲရေမွေးသဘောမျိုးပေါ့နော်မုံအဲဒါသုံးဆွဲနိုင်တယ်ပေါ့အဲတိတ်ပြီးတော့တော့မုံကတော့အဲ့ဒီဘိုင်းတွေမှာတိတ်ပြီးတော့သုံးဆွဲလိသုံးဆွဲထားမရှိပေမဲ့များသောအားဖြင့်ကမုံကဒီတမ်းမရင်နဲ့ပတ်သက်ပြီးတော့ဒီမုံဝါကြောင့်မုံအဲအသုံးပြုဖြစ်တယ် အဲပြီးတော့နောက်တစ်ခုဒီ negative energy တွေဖယ်ရှားခြင်းတဲ့အချိန်ကျရင်မွန်အသုံးပြုတယ်နောက်တစ်ခုကကြတော့မွန်ဒီဖယားမျက်နှာသက်တော်ရဲ့အနေနဲ့ပေါ့နော်ဒါမွန်မွန်ကတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖယားကိုအာမျက်နှာသက်တော်ရဲ့အနေနဲ့အဲအသုံးပြုပါလေဒါလေးရအောင်မွန်အမြဲတမ်းအသုံးပြုနေတဲ့ပုံစံလေးတွေပေါ့နော်အဲ့တော့ ဒီယုံကြည်တယောက်တယောက်ယုံကြည်မှုတွေလည်းဒါမတူညီကြဘူးသို့ပေမဲ့ဟိုဒီမောဟတာပြုတ်လုတဲ့နေရာမှာပေါ့နော်အာအရန်အရေးကြီးတဲ့အချက်ကတော့မောဟတာပြုတ်လုတဲ့သူရဲ့စိတ်ကအာတန့်စင်နေရမယ်ပေါ့နော်စင်ကြယ်ရှင်းတန်နေရမယ်ဆိုတဲ့ဟာလေးကတော့မောကဒါလေးကိုအထူးအလေးမြတ်ထားပြီးတော့ပြုတ်လုတဲ့ပေါ့နော်အဲ့တော့ဟိုရေခွက်သေးကိုရေထည့်ပြီးတော့လာရအောင်မှာပြစ်ထားရင်ဒါမောဝါတာဖြစ်တာပဲဆိုတော့ energy တော့ မဟုတ်ဘူးလို့တော့မခံယူရဲပေါ့နော်ဒါကြောင့်မို့လို့မကဒီဒီနေ့လိုနေမျိုးမွန်းဝါးကြောက်ခံယူမယ်ဆိုတဲ့နေမျိုးမှာတော့မငါးပါးတီလာကိုလုံခြုံအောင်ထိမ့်သိမ်းပါတယ်အဲ့တော့ငါးပါးတီလာကတော့နေတိုင်းလုံခြုံအောင်ထိမ့်သိမ်းရတဲ့အဲဒီကိစ္စရဲ့ပေါ့နော်ဒါပေမဲ့ဒီမွန်ဝါတာပြုတ်လုံမဲ့သူဟာမဖြစ်မနေ၅ပါးတီလာကိုလုံခြုံအောင်ထိမ့်သိမ်းဖို့မွန်ကတော့တိုက်တွန်းချင်ပါတယ်နောက်ထပ်တစ်ခုကကြတော့မွန်က ဒီတနေ့တာပေါ့နော်တနေ့တာအောင်မအမဗုဒ္ဓဘာသာအနေနဲ့အခြေခံပြီးပြောပြရရင်တော့မောကမေတ္တာတုတ်ကိုအပူဇော်ပါတယ်အဲ့တော့ဒီမောဝါကြောင့်အတွက်ကိုတော့မောကမေတ္တာတုတ်ပူဇော်ပြီးတော့ရေဖြည့်တာအစပေါ့နော်ရေဖြည့်နေတဲ့အချိန်ပါကမာတော်မှဒါမေတ္တာတုတ်ရုတ်ဖတ်တယ်ဆယ်ပြီးတော့မှမောရေဖြည့်တာဒီဒီကိစ္စရက်တွေကိုအဖျားရဲ့ပေါ့နော်ဒီအဲဘလိုပဲဖြစ်ဖြစ်ဖျားကုံတော်ပဲဖြစ်ဖြစ်မေတ္တာတုတ်ပဲဖြစ်ဖြစ် ဒါအဓိကကတော့အာဒီရေကိုအသုံးပြုမဲ့မိမိကိုယ်တိုင်နဲ့ဒါအများပေါ့နော်အများမှာဒီရေရဲ့အာဒီကောင်းကျိုးချမ်းသာတွေရရှိဖို့ဆိုတော့အဲ့ဒီစိတ်ရင်းစေတနာစိတ်ကောင်းစေတနာအရင်အရေးကြီးပါတယ်ပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့ပြုလုပ်ပေးကြပါလို့လဲမွန်တိုက်တွန်းချင်ပါတယ် ါကရေမလုံးခင်မှာပေါ့နော်အရန်ကိုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့တန်ဆင်းတန်ရှင်းစင်ကြယ်နေရမယ်ကိုရောစိတ်ပါပေါ့နော်โอเคဒါဆိုရင်မောဝါတာအတွက်လိုအပ်တာကတော့အများကြီးမရှိဘူးဟိုဒီရေဖန်ကြရေးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးပေါ့เนาะအဲ့တော့အကြည်ရောင်ပေါ့အကြည်ရောင်ဒီဖန်ကြိုင်လေးဆိုရင်အဆင်ပြေပါတယ်ဖန်ပလင်းဖန်ကြိုင်ဒီလိုမျိုးလေးရရတယ်ပေါ့เนาะဆိုတော့ဘာဖြစ်လို့အကြည်ရောင်လဲဆိုတော့မင်းတို့ဒီလရောင်အောင်မှာမင်းတို့ ဒီလုံးဝ crystal clear ပေါ့နော်အဲ့လိုကြည်လင်ရှင်းတန်နေတဲ့ energy ရှိတာပို့ပြီးတော့ဒါလရောင်ရဲ့ energy ကိုပို့ပြီးတော့ဆုပ်ယူနိုင်တယ်ဆိုတော့ဒါအတိပဲအရာမလို့အကြည့်အောင်ဖန်ချိုင်ကိုအသုံးပြုလာဖြစ်ပါတယ်အဲဒါဆိုရင် plastic bottle ရောမရအောင်လားပေါ့နော်ဒီ plastic ရေဘူးတို့ပါတို့မရအောင်လားဆိုတော့ ရရတယ်ပေါ့နော်ပလတ်စတစ်ရေဘူးလည်းရရတယ်ဒီဖန်ချိုင်လည်းရတယ်ဒုပေမဲ့ဘာကွာလဲဆိုတော့ပလတ်စတစ်ရေဘူးကကြတော့မင်းတို့ဒီပလတ်စတစ်ဆိုတဲ့သဘောအရာအချိန်နည်းနည်းကြာလာတဲ့အချိန်ကြာရင်ကက်မီကယ်ဒီပါတဲ့အတွက်ကြောင့်မို့လို့အနက်ပေါ့နော်ဒီအနက်ဒီအကြကြတူလောင်ထားလို့မရဘူးပေါ့လေနော်ဆိုတော့အဲ့ဒါကြောင့်မို့လို့ပြီးတော့နောက်ခုကျမ်းမာရေးအဲ့တူကလည်းဒီ plastic bottle ကအကြကြီးရေထည့်ထားပြီးတော့ တောက်တုံးနာတို့ဘာတို့မတိတ်ပြီးတော့အားမပေးဘူးပေါ့နော်အဲ့တော့ plastic bottle နဲ့အဲခံမယ်ပေါ့ဆိုရင်တော့တောက်ရည်အနေနဲ့မသုံးပါနဲ့ချိုးရည်အနေနဲ့ရပါတယ်အဲတခြားသောပေါ့နော်တခြားသောအဲအသုံးပြုဖို့အတွက်တည်းရပါတယ်အဲ့တော့တောက်ရည်အနေနဲ့တော့မတောက်သုံးသင့်ဘူးဒါ ခံထားပြီးတော့နောင်းလေးမှာတောက်သုံးကျင်သုံးပေါ့နော်ဒါပေမဲ့ရက်ရှိလမြာပလတ်စတစ်ဘော်တယ်ထည့်ထားတဲ့ရေကိုတော့မတောက်သေးဘူးပေါ့နော်ဒါလေးကိုလည်းအကြံပြုပေးချင်ပါတယ်ဒါကြောင့်မလို့မုံကတော့ဒီဖန်ချိုင်လေးနဲ့မုံအသုံးပြုပါတယ်အဲ့တော့ဒါမတိုင်ခင်မှာဒီပန်ချိုင်ကိုလုံးဝတန်ရှင်းစင်ကြအောင်ဈေးထားပြီးတော့ဒါမောကတော့အခုထည့်ထားပြီးပြီပေါ့နော်အဲ့တော့ဒါရေတန့်ပေါ့နော်အဲ့တော့တောက်ရေတန့်မောထည့်ထားပါတယ်ဒီထဲထဲမှာအဲ့တော့ လောက်ခဏနေကြတော့မှဒီဖန်ချိုင်တဲ့ကိုရေထည့်ရမလားဆိုရင်ရပါတယ်လောက်ခဏနေပေါ့နော်ဒီမောဝါချညဘက်အဲကိုမအိတ်ခင်ဒါဒီမွားကြတော့လောက်ခံနေကြတော့မှရေးထည့်လဲရတယ်မွားကြတော့အာဘာလုပ်လဲဆိုတော့ဒီမွန်ကဒီအချိန်ရရင်ပေါ့နော်ဒီမနက်ပိုင်းအချိန်ရရင်ရတယ်လို့ဒီနေ့ကတော့ပိတ်ရက်ဖြစ်နေတဲ့အခါကြတော့မွန်တို့အချိန်ရတယ်ပေါ့နော်ဆိုတော့မနက်ခင်းကအာမွန်ထည့်ထားတယ်ပြီးသားရင်မွန်ကဒီဖျားစင်ပေါ်အရင်တင်ထားတယ်ပေါ့နော်ဖျားစင်ပေါ်တင်ထားတယ်အာဒီဖျားရဲ့ ဟိုဖះရောက်အရင်ကတ်ထားတယ်ပေါ့နော်ဖះရောက်ရင်ကတ်တယ်ပြီးတော့ရင်မောမြစ်တာပို့တယ်အဲဆူတောင်းပေးတယ်ဒါမြစ်တာတော့ကတော့ဒါပုံမှန်မို့အမြဲတမ်းသူသောဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးလောက်ပြီးတော့မှညကြရင်ဘုရားစီအာနေမှဒါဒီကိုစွန့် ပြီးတော့ဒါမောဝါဒခံယူမှဖြစ်ပါတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးအတောင်းခံပြီးတော့စွန့်ပြီးတော့မှမောဝါဒလုပ်တယ်ပေါ့အဲ့တော့မိုးရဲ့ဒီမောဝါဒရဲ့ energy ထဲထဲမှာထဲဒါဖရာရဲ့အမြစ်တာဓာတ်တွေလည်းပါတယ်အပြီးတော့နောက်ထပ်တစ်ခုအကြတော့မောဝါဒရဲ့ energy တွေလည်းရရှိမယ်ပေါ့နော်မောအဲ့လိုမျိုးယုံကြည်ချက်နဲ့ပြုလုပ်တာဖြစ်ပါတယ်ဒါကတော့ မိမိအဆင်ပြေတယ်လို့လို့ပါအာမောဟာတာတီးတတ်မယ်လိုအပ်တယ်ဆိုရင်လည်းဒါကိုပြုတ်လုတဲ့အချိန်ကြတော့မှဒီဖန်ချိုင်တဲ့ကိုရေထည့်ပြီးတော့မောဟာပြုတ်လုလို့ရပါတယ်တခုရှိတာကဘာလဲဆိုတော့မို့ခုနကပြောသလိုမျိုးပေါ့နော်ဒီရေကိုစပြီးတော့ဒီဖန်ချိုင်ကိုစေးတဲ့အချိန်ရေဖြည့်နေတဲ့အချိန်ကတည်းကကကိုယ့်ရဲ့ intention အရင်အရေးကြီးပါတယ်ပေါ့နော်ကိုဘာကြောင့်ဒီမောဟာကိုလှုပ်လဲဆိုတာအရင်အရေးကြီးပါတယ်အဲ့တော့ဒီမောဟာကိုလှုပ်ရတဲ့ရည်ရွယ်ချက်ဟာအာဒါကိုကိုယ်တိုင်အတွက်ကော ကိုယ့်ရဲ့မိသားစုဝင်အတွက်ကောပေါ့နော်ကောင်းကျိုးချမ်းသာတွေရရှိစေလိုတဲ့အတွက်ကြောင့်မို့လို့အဲဒီလိုမျိုးမွမ်းဝါးချလုပ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးခံယူချက်လေးကတောက်လျှောက်အမြဲတမ်းရှိနေဖို့အရေးကြီးတယ်ပေါ့နော်ဒါတုံးဆွဲတဲ့အချိန်မှာပဲဖြစ်ဖြစ်ပြုတ်လောက်စပြီးပြုတ်လောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဒါအရင်အရေးကြီးပါတယ်ဒီစိတ်ကလေးရလေဆိုတော့ okay ဒါဆိုရင်တော့ဒီဖန်ဆိုင်တဲ့ကိုမလို့ရေထည့်ပြီးပြီဆိုရင်ပြီးပြီ လို့တော့ဘူးဘာမှနော်ဆိုတော့အဲ့ဒီလိုမျိုးပေါ့နော်စိတ်ရဲ့ intention ကိုဒီဟာပြုတ်လောက်နေတဲ့အချိန်မှာကိုထဲ့နိုင်တဲ့သူတွေရာထက်တကယ်လို့ပေါ့နော်အခုမှစလုပ်တယ်ဒီလို intention မျိုးကမရနိုင်ဘူးအာဒီအယုံစုစည်းလို့မရနိုင်ဘူးပဲဖြစ်ဖြစ်ပို့ပြီးတော့ပေါ့နော်ထိရောက်မှုကောင်းအောင်တက်ရောက်မှုကောင်းအောင်ပြုတ်လောက်ခြင်းနဲ့ဆိုရင်တော့မောင်ကနောက်ထပ်နီးလေးတစ်နည်းကိုဖျော်ဖြေပေးပါမယ် ဲ့တော့စက်ကူဖြူရောင်လေးပေါ့နော်စာရွက်ဖြူရောင်လေးပေါ့နော်ဘယ် site တွေပါနေမလို့ပေါ့အဓိကတော့ကိုရရှိလို့တဲ့စိတ်ဆန္ဒကိုဒီမှာချရေးဖို့အရေးကြီးတာပေါ့နော်အဲ့တော့ဒီတဲတဲမှာမိမိကအာဒီမောဝါတာကအာကို့အတွက်ကိုပေါ့နော်ဒါလောကောင်းကျိုးချမ်းသာများရရှိစေလိုပါသည်တို့เนาะအဲ့တော့ဒီမောဟတာကိုတောက်တုံးပြီးတော့ကျမ်းမာရေးတောင်းလာ ကျမတဲ့တို့အဲ့ဒီလိုမျိုးပေါ့နော်ကိုဖြစ်ကျင်တဲ့ဆန္ဒလေးကိုတိတိကျကျအာမိမိရရလေးရေးပေးပေါ့နော်ဥမာကျမရေးကောင်းလို့ပါသည်ပေါ့နော်အဲ့တော့ညနာပွင့်လန်းလို့ပါသည်ပေါ့နော်အဲ့ဒီလိုမျိုးဒီမောဟတာရေကောင်းကျိုး energy တွေရရှိအဲဒီအာတုံးဆွဲတဲ့အချိန်တိုင်းမှာရရှိလို့ပါသည်ပေါ့ဒီလိုမျိုးလေးတွေရေးပါစာရွက်ပါလေအဲ့လိုမျိုးလေးရေးပြီးတော့ အဲ့တော့ဒါဆိုရင်မောင်ကတော့ဒါအကြမ်းမြင်ရေးပေးလိုက်မယ်ပေါ့နော်အဲ့တော့ နော်အဲ့တော့ဒီမောဟတာအသုံးပြုပြီးကောင်းထိုးချမ်းသာများရရှိပြေဝါရလိုပါသည်ဆိုပြီးတော့မောဟရေးလိုက်တယ်ပေါ့လေအဲ့တော့ပြီးသွားရင်မို့လို့ဒီစာရွက်ကလေးကိုဒီဖန်ဆိုင်လေးရဲ့အောက်မှာလေအာဒါတော့မောဟတော့ကြီးတယ်ပေါ့နော်အဲ့တော့ဒီဖန်ဆိုင်လေးအောက်မှာကတ်ထားလိုက်ကတ်ထားပြီးတော့ဒီလိုက်ရောက်ခန်း လာရောက်ခံပေါ့နော်ကိုယ့်ရဲ့ကောင်းကျိုးချမ်းသာရေးလည်းရမယ်ဒီဖန်ဆိုင်လေးမှာလည်းမွန်ဝါတာအန်နဂျီရမယ်အဲ့လိုပဲပြီးသွားရင်လည်းဒီစာရွက်ကလေးကိုဖန်ဆိုင်လေးနဲ့ပဲဒါဒဘယ်ထိတ်နဲ့ပဲဖြစ်ဖြစ်ကတ်ထားပြီးတော့ရရပေါ့နော်အဲ့တော့ဒီတိုင်းမဲ့ချတာလည်းရတယ်အဲ့လိုကတ်ထားပြီးရင်ဒါဒီတလတာလုံးအသုံးပြုပါပေါ့နော်အော်ဘာလို့တလတာလုံးအသုံးပြုခိုင်းလဲဆိုတော့မွားတော့လေဟိုရေကိုကြကြသုံးလောင်ပြီးတော့သုံးဆွဲရတာဟိုအရန်ကြီးအဲ စိတ်ထဲမှာမမြစ်တက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မလားစင်လာတိုင်းတော့မိုးဝါထားကိုလှုပ်ပေးတယ်အဲ့တော့ energy ကိုမပြန်ပြန်ပြီးတော့ပေါ့နော်အတင်းအတင်းပြန်ပြန် renew လုပ်တယ်ပေါ့လေအဲ့လိုမျိုးလေးတော့ရှိတယ်ဆိုတော့ကြကြာသုံးခြင်းတဲ့သူလေးတွေလည်းသုံးလို့ရတယ်ပေါ့ရေကိုပွားပြီးတော့သုံးလို့ရတယ်ပေါ့နော်မုန်းလို့ဆိုတော့အဲဒါပါပဲမိုးဝါထားရဲ့ energy ကတော့အခုဒီမိုးဝါထား အတွက်ကိုပေါ့နော်ဒီလလေးက November ရဲ့ဒါ Fever Full Moon Day လို့ပြောရတယ်ပေါ့နော်အဲ့လိုအဲ့လိုခေါ်ကြတယ်ပြီးတော့နောက်တစ်ခုက Super Moon လို့လည်းခေါ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုဒီ November လရဲ့ Full Moon Day ကကဘာနဲ့အနီးဆုံးပေါ့ဒီလရကဘာနဲ့အနီးဆုံးဒီ Earth Orbit မှာရှိနေတယ်ဆိုတဲ့အခါကျတော့အာအကြီးဆုံးနဲ့အထင်ရှားဆုံးအတောက်ပဆုံးမြင်ရနိုင်တယ်ဒါကြောင့်မို့လို့အခုဒီမောဟာတာကိုပြုတ်လုတဲ့ energy ကအရန်ဟို super ပေါ့နော်တကယ်ကို special ဖြစ်ပါလိမ့်မယ်နောက်ထပ်တစ်ခုကကြတော့အခုဒီရက်တွေမှာမိုးတွေတအားရွာတယ်ပေါ့နော်ညဘက်ကျရင်မိုးရွာခြင်းလဲရွာမယ်တိမ်ထူခြင်းလဲထူမယ်အဲတချို့နေရာတွေမှာလကိုမြင်ခြင်းမတော်မြင်ရမယ်ပေါ့အဲကိစ္စမရှိဘူးလလကိုမမြင်ရပဲမယ်လရဲ့ energy ကတော့ဒီအကုန်လုံးပေါ့နော်အကုန်လုံးကိုဖြာကြနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြုတ်လုံလို့ရပါတယ် ကိုကခြံတဲ့အနေတဲ့သူမျိုးပေါ့နော်ဆိုရင်တော့လရဲ့ energy ပြပြဝါရတဲ့နေရာပေါ်မှာ ခုံလေးပေါ်မှာအဲဒါလေးကိုတင်ထားပြီးတော့ energy ယူနိုင်ပါတယ်အဲတကယ်လို့ကိုကဒါတိုက်ခန်းနေနေတယ်ဆိုရင်လည်းဝရဏနာမှာထုတ်ထားနိုင်ပါတယ်မို့လဲတိုက်ခန်းနေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မို့ကဝရဏနာလေးမှာပေါ့နော်ဒါလေးကိုအဲ့လိုမျိုးလေးထုတ်ထားတတ်တယ်ပေါ့နော် ဲ့ဒါလေးရှိပါတယ်အကယ်၍များဒါကတော့မောဝါဒါနဲ့တွဲဖက်ပြီးတော့ပြောပြလိုက်ချင်တာကအခုကိုယ်စီမှာပေါ့နော်ကိုကခရစ်စတယ်လေးတွေပေါ့အဲရတရားအဆောင်ရတရားလေးတွေအနေနဲ့လေအာအခုပလင်းလေးလောက်ကြတယ်မလားအဲ့ဒီလိုမျိုးပစ္စည်းမျိုးလေးတွေရှိရဲ့ပဲဖြစ်ဖြစ်ကိုကိုယ့်ရဲ့ဒီအာ ဟိုဘယ်လိုကောင်းမလဲအဆောင်ရရလက်ပတ်ကလေးတွေเนาะအဆောင်လေးတွေဒီလိုမျိုးရှိရင်ပဲဖြစ်ဖြစ်ဒါလေးတွေကိုပါအာဒီလရောင်ခံပေးပေးပါအဲ့တော့ negative energy တွေဖဲ့ခွာစီလိုတဲ့သဘောပါ energy ပြန်ပြီးတော့ recharge လုပ်တာပေါ့เนาะမို့လို့ solar system အာဆိုလာရားတွေအားသွင်းတဲ့လိုမျိုးပေါ့เนาะပြန်ပြီးတော့ recharge လုပ်တယ် renew လုပ်တယ်ပေါ့အဲ့ဒီ energy လေးဖြစ်အောင်လို့ဒါလေးတွေလည်းပြုလုပ်နိုင်ပါတယ်အဲ့တော့ အာပြီးတော့နောက်တစ်ခုကဒီမောဝါတာရဲ့ဓာတ်ထူးခြားကောင်းမွန်တဲ့ energy တွေကတော့ဒါပြည့်စုံကြွယ်ဝခြင်းပေါ့နော်အဲ့တော့ငွေကြေးပြည့်စုံကြွယ်ဝတာမျိုးတွေအဲဒီဒီနေ့ရဲ့ energy ကငွေကြေးပြည့်စုံကြွယ်ဝတာမျိုးကြီးဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုကအာ renew ပေါ့နော်ကိုကိုကိုပြန်ပြီးတော့အာဘဝအသစ်ပြန်စမယ်လုပ်ငန်းအသစ်တွေစလုပ်မယ်ပြီးတော့ ကိုယ့်ရဲ့ style တစ်ခုပေါ့နော်ကိုယ့်ရဲ့ဒါနေမှုထိုင်မှုပုံစံစိတ်ထားဒါလေးတွေကိုအစ်စ်အစ်စ်ပြောင်းလဲခြင်းနဲ့ဆိုတဲ့သူလေးတွေအတွက်ဒီနေ့ဒီနေ့ကစပြီးတော့အရန် energy ကောင်းတယ်ဒီမွားချောက်ကိုလည်းအတူတူတွဲဖက်ပြီးတော့သုံးဆွဲမယ်ဆိုရင်အရန် energy ကောင်းတယ်အဲ့တော့တချို့လေးတွေဒါအချစ်ရင်းနဲ့ပတ်သက်ရင်တော့ manifestation တွေပေါ့နော်အဲ့တော့ ါလေးတွေအောင်မြင်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ဒီမိုးဝါကြာတော့ဒါဗတ်စုံ၃ဆွဲစုံပေါ့နော်ဆွဲစုံ၃နိုင်တဲ့ energy ရှိပါတယ်အဲ့ဒါကြောင့်မို့လို့မိုးလဲဒီမှာကတ်ကလေး၃ကတ်ကို manifest တွေအောင်မြင်စေလိုတယ်ပြီးတော့เนาะကိုယ့်ရဲ့ဘဝက renew ပြန်ပြီးတော့ဟိုအခန်းကဏ္ဍတစ်ကနေအပိုင်းတစ်ကနေမလို့တွေစီဇန်အတစ်ကနေပြန်စကြမယ်ပြီးတော့နောက်တစ်ခု abandon ပေါ့เนาะဒါပြည့်စုံကျွယ်ဝစေခြင်းနဲ့အဲ့ဒီ ဒီစိတ်ဆန္ဒဆူတောင်းလေးတွေနဲ့မပြုတ်လောက်ပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ဒီမောဟတာလေးကိုလည်းမပြုတ်လောက်ပြီးပါတယ်ဆိုတော့မောဟတော့ဒီနေ့မောဟတာကိုခက်များများလေးပြုတ်လောက်ဖို့ရည်ရွယ်ထားတယ်မိုးရဲ့ဒါ region တွေယူထားတဲ့သူတွေထဲမှာတချို့မောဟတာလိုအပ်တဲ့သူလေးတွေမောအခုဒီတလောမှာခံစားရတာလေးရှိတယ်အဲ့တော့သူတို့အတွက်လိုအပ်ရင်တော့ဒါမောင်နဲ့နီးစက်ရလေးတွေရောမောင်မျှဝေပေးဖို့ရည်ရွယ်ထားတယ်စိတ်ဆန္ဒရှိတယ်အဲ့တော့မောင်နဲ့ဝေးနေတဲ့သူတွေအားလုံးကိုလည်းမောင်ကအမြဲတ န်မြစ်တာပို့ပေးပါတယ်ဒီမုံကတော့အသုံးပြုပြီးတော့မုံက region တွေလောက်ခါနေမှာပေါ့เนาะမုံဒီမုံဝါဒရဲ့ energy ကိုယူပြီးတော့ region တွေကိုလှုပ်ပေးပါတယ်ဆိုတော့ပို့ပြီးတော့ပေါ့เนาะမုံရဲ့ region တွေကိုကြည့်တဲ့သူတွေအကုန်လုံး အာဒီမှန်ကန်ထိရောက်ပြီးတော့အကျိုးရှိတဲ့သူလေးတွေဖြစ်ရစေဆိုတဲ့စိတ်ဆန္ဒနဲ့မို့ဒီမွားတောင်းလည်းအသုံးပြုပါရဲပေါ့နော်ဆိုတော့အားလုံးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေအာမိမိကိုယ်တိုင်လည်းဒီမွားတားလေးရဲ့ energy တွေကိုကောင်းကျိုးချမ်းသာတွေကိုရရှိပြီးတော့ဒါမိမိနဲ့တကွာပေါ့နော်မိမိရဲ့ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သောသူတွေဖြစ်ကြပါစေလို့မောင်ကဆုတောင်းပေးပါရဲအဲ့တော့လူချင်းစံထတွေ ပြီးွားကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဆက်စပ်ရအောင်အဆင်ပြေကြပါစေရှင်